ငါ90ဇာတ်ထဲမှာဇာလန်းလေးတစ်ခုရှိတယ်အဲ့ဇာလန်းလေးကဒီဇာကြောင်းလေးဘလို့ဖြစ်ပေါ်လာတော့ဆိုဗာရဏသီဘုရင်ကြီးကအမတန်မှသူတော်ကောင်းစိတ်ဓာတ်ရှိတယ်ဥပုပ်နေဆိုလို့ရှိရင်ဒါနကောင်းမှုလုပ်တယ်သီလဆောင်တယ်ဥပုပ်ဆောက်တည်တယ်သူ့ရဲ့အမှုရန်အရာရန်တွေမူးတွေမှတ်တွေနန်းတော်သူနန်းတော်သားတွေကိုလည်းအကုန်လုံးဥပုပ်နေဆိုဥပုပ်ဆောင်ခိုင်းနေရှိတယ်အဲ့လိုနေတဲ့ ဘယင်ကြီးပေါ့နောက်ပိုင်းကျတော့အဲ့ဒီဘယင်ကြီးကထီးနှံကိုစွန့်ပြီးတော့သူကတောထွက်ပြီးရသေးဝတ်သွားတယ်ရသေးဝတ်သွားပြီးခင်းကမြည့်ရဲ့အောက်ပိုင်းမှာသင်္ကန်းကြောင်လေးဆောက်ပြီးတော့ခင်းကမြည့်ကန်ဘေးမှာရသေးကြောင်လေးဆောက်ပြီးတော့အဲ့ဒီမှာနေတယ်စံပိန်ညင်းနဲ့တနေ့ကျတော့ခင်းကမြည့်ထဲမှာသူရေချိုးတဲ့ရေချိုးစိတ်နာကို ရေထဲကနေမျောလာတဲ့တရသီးကြီးတလုံးတော့တွေ့အဲသူရေချိုးကနေဆိုတရသီးမြင်တော့ဆင်းပြီးတော့ဆဲထားဆဲထားပြီးသူသင်္ကန်းကြောင်းလေးယူပြီးတော့တရသီးကိုခွဲပြီးတော့စားကြည့်လိုက်တယ်တစ်စိမ့်လောက်စားလိုက်တာနဲ့ပဲရတာကြောတွေအကုန်ဆိမ့်ပြီးတော့ဘယ်အသီးနဲ့မှမတူဘူးချိုလိုက်ဆိမ့်လိုက်ကောင်းလိုက်တယ် အဲ့ဒီအချိန်မှာဘာဝင်သွားတော့ဆိုသိတ်ကောင်းသွားပြီဆိုလို့ရှိရင်သူကစွဲသွားတယ်စိတ်ထဲမှာနော်စွဲသွားရင်တဏှာဆိုတာဝင်လာကောင်းလိုက်တာဆိုသူ့မှာဒီတယတိကိုတွေ့တာတဲ့စိတ်ဟာဘလောက်ပြင်းထန်သွားတော့ဆိုလို့ရှိရင်အဲ့ဒီတယတိကိုကုံသွားမှာဆိုလို့တစိတ်ချင်းတစိတ်ချင်းတနေ့တစိတ်တနေ့တစိတ်စားပြီးတော့တိမ့်ထန်တယ်နောက်ဆုံးကျတော့တယတိကကုံသွား တေယတိကုံသွားတာနဲ့အဲ့ဒီတေယတိကလွဲရင်ဒီပြင်အသီးကိုစားချင်တဲ့လုံးဝမရှိတော့ဘူးဒီတီတေယတိမှမစားရရင်ဒီပြင်အသီးမစားတော့ဘူးလို့ထိအောင်သူ့ရဲ့စိတ်ဆွဲလန်းမှုဖြစ်ပေါ်ပြီးတော့သွားတယ်နောက်ထပ်များခင်းကမြစ်ကျောမှာတေယတိမျောလာအောင်မလားလို့ဆိုမျောလင်းချက်နဲ့မြစ်ကမ်းဘေးမှာထိုင်ပြီးတော့မှိုင်းနေလိုက်တယ် ဘာအစာမမစားဘဲနဲ့ခொနည်းတိတိမိန်မိုင်းနေတယ်အဲ့ဒီမှာအဲ့ဒီလိုယသိကြီးချိုင်းမိုင်းပြီးတော့နေတဲ့အခါကျတော့မြစ်ဆောင်နတ်သမီးကမြင်တယ်ဟောဘာများဖြစ်လို့မိုင်းနေပါလိမ့်မလဲဆိုကိုရင်ပြပြီးတော့မြစ်ဆောင်နတ်သမီးကမေးတယ်ပေါ့ဘာဖြစ်လို့မိုင်းနေတာလဲဘာလို့ခြင်းလို့လဲနဲ့မေးတဲ့အခါကျတော့သူကပြောပြတယ်ဤကြတဲ့ခொနည်းကဟောဒီထဲမှာတရားစီတလုံးမျောလာတယ် အဲ့ဒီတရတိရတာစားပြီးကြတယ်ဒီပြင်အသီးနှံနေသူရှာနေမတွေ့တော့ဘူးတဲ့အဲ့တော့လူ့ဘဝရလာတယ်မှာဒီလောက်ကောင်းတဲ့အသီးစားပြီးမှတော့နောက်ထပ်မကောင်းတာတွေမစားကြနေဘူးပေါ့လေသိကျင်လည်းသိပါစေဒီအသီးရမှစားတော့မယ်ဆိုပြီးတော့သူမိုင်းနေတယ်ဆိုအကြောင်းပြောနတ်သမီးကတရားချပြီးမယ်လို့မရဘူးမရတော့နတ်သမီးကအဲ့ဒါလို့ဆိုလို့ရှိရင်လေဟောဒီတရတိဟာ ကင်းကမြစ်အထက်မှာတရက်ဥယျာဉ်ကြီးရှိတယ်အဲ့ဒီတရက်ဥယျာဉ်ကြီးကနေပြီးတော့တရက်ပင်ကကြွေကြလို့မျောလာတဲ့အသည့်ဖြစ်တယ်အဲ့ဒီတရက်ဥယျာဉ်ကို तू ပို့ပေးပါမယ်လို့ဆိုပြီးနတ်သမီးကကူညီတဲ့အနေနဲ့အဲ့ဒီရတဲ့ကြီးကိုတရက်ဥယျာဉ်နဲ့ပို့ပေးလိုက်တယ်ပို့ပေးလိုက်တော့ရတဲ့ကြီးလည်းဝမ်းသာပြီးတော့တရက်သီးတွေစားပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာနေတယ် အဲ့ဒီသူတရပင်ဥယျာဉ်ထဲမှာရောက်တဲ့အချိန်ဥယျာဉ်ထဲလက်ပတ်ကြည့်တော့နေပိုင်းမှာသူလက်ပတ်ကြည့်တယ်ရှေ့ကနေကြီးထွက်လာတဲ့အခါကျတရဥယျာဉ်ထဲလက်တွေ့တော့ဘာတွေ့လို့ဆိုလို့ရှိရင်သံပင်လောက်ရှိတဲ့အရက်ကြီးနဲ့တကူလုံးကလည်းမီးတွေရဲရဲတောက်ပြီး လက်နှစ်ဖက်မှာလည်းပဲလက်တစ်ဖက်မှာလက်ချောင်းတစ်ချောင်းပဲရှိတယ်အဲ့ဒီလက်ချောင်းတစ်ချောင်းမှာလည်းပဲလက်သေးကြီးတွေအရှည်ကြီးတွေနဲ့သူ့ကြောကုန်းကိုသူခွာစားနေတဲ့ပြိတ္တာကြီးတကောင်သွားတွေ့တယ်။အော်ဟစ်ညင်းညူတဲ့အသံနဲ့အဲ့ဒါလို။အရင်ကြီးကလည်းထမ်းမင်လောက်ရှိတယ်တဲ့။သူ့ကြောကုန်းကိုသူ့လက်ကြီးနဲ့သူခွာစားပြီးတကိုယ်လုံးကလည်းမီးရဲရဲတောက်တယ်။အဲ့ဒီထူးဆန်းတဲ့တတ္တဝါကြီးကိုသူသိတော့တွေ့ရတဲ့အခါကျတော့ ဒါကြီးကိုထူးဆန်းပြီးတော့သူကြည်နေတယ်ပေါ့တရားပင်ရိတ်ကနေပြီးတော့ကြည်တနေ့ကုန်ပဲအဲ့ဒီတတ္တဝါကြီးဟာဆင်းရဲဒုက္ခတွေခံစားရပြီးနေလဲဝင်သွားရောဘာဖြစ်သွားရောဆိုထမ်းမင်တော့အရာကြီးကလည်းပျောက်သွားတယ်မိတွေလည်းငြိမ်းသွားသူ့ရဲ့ပုံပန်းတဏ္ဍာကပြောင်းသွားတယ်နတ်သားလေးဖြစ်သွားတယ်အဲ့အချိန်ကျထမ်းမင်တော့ဒီမိတရေကြီးကနတ်သားလေးလိုဖြစ်သွားတယ် ခုနတုန်းကတော့ဒုက္ခခံနေရတာဆိုတော့ तू မေးလို့မရဘူးလေအဲ့ဒါလို့နတ်သားအသွင် ပြောင်းသွားတဲ့အခါကျတော့သူ့ရဲ့အချမ်းရံနတ်သမီးတွေအလုံးကရောက်ရှိလာပြီးတော့ပုံမိမ့်မှန်ပေါ်မှာတက်သွားဖို့လာသူ့နဲ့တွေ့တွေ့တဲ့အခါအဲ့ဒီကြတော့မှမေးတာပေါ့ဘယ်လိုလဲခုနတုန်းကတော့ကြောက်เสียရုပ်ကြီး တကူလုံးကလည်းမိတွေဟုံဟုံတော့ကိုကျော်ဖုန်းကိုကိုလက်သေးနဲ့ကိုခွာပြီးတော့စားနေရတယ်ဘောကအော်ဟစ်ညင်းညူပြီးတော့နေရပြီးတော့အတန်ဆိုးကြီးနဲ့အော်ဟစ်ပြီးတော့ဒီမကြောက်ဝမနာတာအတန်ကြီးနဲ့ဆူးညံပြီးတော့ဒီလိုဒုက္ခတွေခံနေရတာစောစောအမြင်နဲ့အခုကျတော့လေချောလို့လှလို့နတ်သားအသွင်ဖြစ်နေပါမေးတော့သူကဝေမာနိကပြိတ္တာ ဗိမာန်ရှိဗိမာန်ရှိနေဝင်သွားတာနဲ့တပြိုင်တည်းသူအကုသိုလ်ကဂုံသွားပြီကုသိုလ်ကအကျိုးပေးတာနော်နေလယ်ပိုင်းမှာဆိုရင်သူအကုသိုလ်ခံရတယ်နေထွက်လာတာနဲ့သူရုပ်ကပြောင်းသွားနေဝင်သွားတာနဲ့သူရုပ်ကအကောင်းမဲ့ပြန်ရောက်သွားပြန်အဲ့ဒီတော့အဲ့ဒီပြိတ္တာကယသိကြီးကိုမေးတယ်ရှင်သေးကြီးကျွန်ုပ်ကိုမမှတ်မိဘူးလားတဲ့အေးမမှတ်မိဘူး ရှင်သေးကြီးဘရင်ဘုရားတုန်းကကျွန်ုပ်ဟာရှင်သေးကြီးရဲ့ပရောဟိတ်ပုံနာကြီးပဲတဲ့။ဟောအဲ့ကြတော့မှသူကသူ့ဆက်လန်းကိုပြန်ဖို့ပြသူကပရောဟိတ်ပုံနာကြီးတရားရုံးမှသူ့ကိုတရားဆုံးဖြတ်ဖို့ဘရင်ကြီးကယာရုခန့်ထားတာ။အဲ့ဒီလိုယာရုခန့်ထားတဲ့ပရောဟိတ်ပုံနာကြီးက ဒီဘက်မှာဆိုလို့ရှင်တရားရေးမှလာရင်ဆိုင်တဲ့ပုံကိုယ်ကြီးပတ်စံပေးတဲ့လူငွေထိုးတဲ့လူသူကအနိုင်ပေးတယ်ပတ်စံပေးနိုင်တဲ့လူကိုအနိုင်ပေးတယ်တရားဆုံးဖြတ်တယ်ဘယ်တော့မှမှန်မှန်ကန်ကန်ဆုံးဖြတ်မပေးဘူးအဲ့ဒီခေတ်ကစားငွေများတရားနိုင်ဆိုတာဟဲ့လားပတ်စံပေးရင်အနိုင်ပေးလိုက်တာပဲတစိုးလက်ဆောင်စားတဲ့ခေါ်တာပေါ့ပတ်စံပေးရင်အနိုင်ပေးလိုက်အဲ့ဒီလူသူက တရားဆုံးဖြတ်ခဲ့တယ်တရားသူသူဖြစ်ခဲ့တယ်တဲ့ဘယင်ကြီးကသူနန်းတော်သူနန်းတော်သားတွေအဲ့ဒီယသိကြီးကဘယင်ကိုငကွာဘယင်ကနေတောထွက်လာတော့ယသိဖြစ်ကြတာအဲ့ဒီသူဘယင်ဘွားတော်ကသူနန်းတော်မှာရှိတဲ့လူတွေအားလုံးကိုဥပုပ်ဆောင်ဆိုင်နေဥပုပ်နေကြအမတ်တွေဝင်ကြီးတွေအားလုံးဥပုပ်ဆောင်ခိုင်း နန္ဒသူနန္ဒသားတွေဥပုသ်ဆောင်ခိုင်းတယ်သူကိုယ်တိုင်လည်းဥပုသ်ဆောင်အဲ့ဒီနေ့ကျတော့ဘီရင်ကြီးစီအခါစားရောက်လာတဲ့အခါကျတော့ဘီရင်ကြီးကမေးတယ်မကြီးတို့ဒီကနေ့ဥပုသ်နေ့ဥပုသ်ဆောင်ကြရင်လားလို့ဆိုကျန်တဲ့အမကြီးတွေကမှန်ပါဗျာတပည့်တို့ဥပုသ်ဆောင်ပါတယ်ဖရားကအကုန်လုံးကဆောင်ပါတယ်ဆောင်ပါတယ်နဲ့ပဲတကယ်လဲဆောင်ကြအဲ့ဒီပုံနာကြီးမေးလိုက်တဲ့အခါကျတော့ ူကတရားရုံးကဆင်းလာခဲ့ပြီလေမဟုတ်တာတွေလှုပ်ထားခဲ့ပြီသူကအဲ့တော့ညညနေအိမ်ပြန်ကနေဘီရင်ကြီးစီလာတော့ဘီရင်ကြီးကဆရာကြီးရောဘယ်နဲ့တော့ဥပုသ်ဆောင်လာဆိုတော့စောင့်ပါတယ်တဲ့သူကသူများတွေကစောင့်ပါတယ်ထဲမှာသူမစောင့်ပါဘူးလို့ပြောရမှာရှက်တယ်လေသူကလည်းသူများတွေလှုပ်ရင်တည်းကိုမလှုပ်ရင်ရှက်အဲ့တော့စောင့်ပါတယ်လို့ပြောဘီရင်စီကနေဆင်းလာကြတဲ့အခါကျဘီရင်ကြီးကိုသူလိန်ပြောလိုက်တာပဲ ဆင်းလာတဲ့အခါကျတော့ဘေးကအမတ်ကြီးတွေကဘယ်နဲ့လဲဆရာကြီးဥပုပ်လည်းမယူပဲနဲ့ဘယ်နဲ့ကြောင့်ဥပုပ်ဆောင်တယ်လို့ပြောခဲ့တာတုံးဆိုတော့သူကဘာပြောတုံးဆိုတော့မနေ့ကလည်းနေစာမစားဘူးတဲ့အာယုံစာမနေ့စာပဲစားခဲ့တယ်မုန်းလွဲ့တဲ့အချိန်မစားသေးဘူးအင်းပြန်ရောက်ရင်ညစာမစားတော့ဘူးသွားတိုက်ပြီးရင်ဒီနေ့ကျတော့ဥပုပ်ယူလိုက်မယ်ပေါ့ညထက်ဝက်ဥပုပ်တော့ရသူပြောတဲ့အတိုင်းအဲ့ဒီနေ့ညသူဥပုပ်ဆောင်ချာ အိမ်ပြန်ထမင်းမစားတော့အဲ့ဒီဥပုသ်ဆောင်မယ်ဆိုပြီးတော့အဲ့ဒီအိမ်နဲ့ပြန်ရောက်ရောပါဇတိပါဒီဆေးကြောပြီးသူကမစားတော့ညတာမစားဘဲနဲ့ဥပုသ်ဆောင်လိုက်အဲ့ဒါလေးကသူလုံးလိုက်တဲ့ကုသိုလ်ကံနောက်တစ်ခုကသူတရားရုံးမှာအမျိုးသမီးတယောက်ရောက်လာအရင်ရက်တွေမှာအမျိုးသမီးတယောက်ရောက်လာအဲ့ဒီအမျိုးသမီးက တရားကဆုံးဖြတ်လို့မပြီးသေးဘူးဥပုံနေဖြစ်လို့အမျိုးသမီးကဥပုသ်ဆောင်အချိန်ကလည်းမမီဘူးသမင်းချိုင်းကလည်းပါမလားပါမလားတော့အမျိုးသမီးကလည်းဘလောက်စေရနာတရာတရားထက်တန်တဲ့အမျိုးသမီးလဲဆိုဥပုတ်တော့ဖြတ်မခံဘူးပေါ့ဒီနေ့တနေ့မစားရလို့မသေးဘူးဆိုပြီးတော့ခံရနေပါလေဆေးကြောပြီး ွားရပါလေတိုက်ပြီးတော့ဥပုသောင်းမယ်ပေါ့မစားတော့ဘူးပေါ့မွန်လွဲတော့မယ်12နှစ်ချိုးရင်ဘုပဲမစားတော့ဘူးဆိုမျိုးသမီးရဥပုသီလဆောက်တည်ထားတာအဲ့ဒါကိုတိလိုက်တဲ့ပုံနာကြီးကသူဥယျာဉ်ကနေပြီးတော့တရတိတခိုင်လာပြီးတော့ ဥယျမှုကလာပေးအဲ့ဒီတရသီခိုင်တဲ့ကတရသီကိုအဲ့ဒီအမျိုးသမီးကိုပေးလိုက်တယ်တဲ့ဟောဒီတရခီတီလေးစားပြီးတော့အိမ်ပြန်မမီဘူးဆိုရင်တရသီလေးစားပြီးဥပုပ်ဆောင်လိုက်ပါပေါ့။အော်ဒါနကောင်းမှုလေးသူလှုပ်လိုက်တယ်။ဘယင်ကြီးပြောထားတဲ့အတိုင်းညထက်ဝက်ကလေးညနေချမ်းအိမ်ပြန်တဲ့အခါမှာဥပုပ်လေးဆောက်တည်လိုက်ပြီးတော့ဥပုပ်ဆောင်လိုက်တယ်။အဲ့ဒါသူလှုပ်တဲ့ကုသိုလ်ပဲ။ သူလုပ်ခဲ့တဲ့အကုသိုလ်တွေကဘာလို့ဆိုရင် နေခါမှာတရားယုံထိုင်ပြီးတော့မတရားတဲ့အမှုတွေကိုဆုံးဖြတ်တယ်တဲ့သစိုးလက်ဆောင်စားပြီးတော့ဆုံးဖြတ်တယ်တသက်တာလုံသူဒီအလုပ်လုပ်သွားတာတနေ့ကျတော့ကံကုံတော့တည်ဆုံးသွားတဲ့အခါကျတော့ဘယ်သွားဖြစ်တုံးဆိုရင်တရသည်ဥပုပ်တဲ့အမျိုးသမီးကိုတရသည်လှူခဲ့သည့်အတွက်ကြောင့်ဟောဒီတရဥယျာဉ်ကြီးထဲမှာသူ လာပြီးတော့ပြိတ္တလာဖြစ်တယ်။ဒါတရသီလူခဲ့တဲ့ကုသိုလ်ကြောင့်ဟောဒီတရဥယျာဉ်ကြီးကသူပိုင်တဲ့တရဥယျာဉ်ကြီးဖြစ်လာ။ညဥပုံဆောင်စေသည့်အတွက်ကြောင့်ညကြတဲ့အခါကျတော့သူကနတ်တာနတ်သားအသွင်နဲ့နတ်စည်းစိမ်ခံစားရတယ်ဘုံမိမ့်မှန်ကြီးနဲ့တညာလုံးနေ့အခါမှာတဇိုးလက်ဆောင်စားပြီးတရားဆုံးဖြတ်သည့်အတွက်ကြောင့်နေထွက်လာတာနဲ့တပြိုင်နက် ဘိမှန်ပေါ်မှာမနေနိုင်ဘူးဘိမှန်ပေါ်ကဆင်းလာတယ်ဆင်းလေလာလိုက်ရောသူ့ယုတ်ကြီးကထမင်းကြီးလောက်ဖြစ်သွားယုတ်ကြီးကပြောင်းသွားပြောင်းသွားပြီးတော့ခန္ဓာကိုယ်ကမီးဟုံဟုံတောက်လက်ထဲမှာလည်းပဲလက်သေးကြီးတွေကအရှိကြီးတွေဖြစ်လာတယ်အဲ့ဒါနဲ့သူကြောယုံကုန်သူထိုးခွာပြီးတော့စားနေရတယ်တဏီကုံအော်ဟရမနဲ့မိုးလင်းတဲ့အချိန်ကနေစပြီးနေထွက်တဲ့အချိန်ကစပြီးနေဝင်ထိအောင်ဒုက္ခခံတယ် ကုသိုလ်နဲ့အကုသိုလ်ကိုရောလုပ်ထားခဲ့တဲ့အတွက်ကြောင့်အဲ့ဒီပြိတ္တာအဲ့ဒီဒုက္ခကိုခံရတယ်ဆိုတာကိုယသိကြီးကိုသူပြောပြတာယသိကြီးကတခြားမဟုတ်ဘူးသူတို့ရဲ့ဘီရင်မင်းတရားကြီးပဲအဲ့ဒီယသိကြီးကိုပြောပြတဲ့အခါကျတော့ယသိကြီးကလည်းအော်ငါလဲတေတိစမ်းလို့တဲ့တဏှာအလိုလိုက်ပြီးတော့ငါအခုဒီရောက်နေတယ် ဒီတဏှာကတိုးပွားလာလို့ရှိရင်ငါ့ကိုအပင်ငယ်ချမှာပဲလို့ဆိုပြီးတော့တဏှာရဲ့အလိုကိုငါမလိုက်တော့ဘူးလို့စိတ်ဆုံးဖြတ်တယ်ပြိတ္တာကြီးကသူ့ရဲ့ပရောဟိတ်ပုံနာကြီးဆိုတော့ရှင်မင်းကြီးအရှင်ယသိကြီးဒီမှာပဲသတင်းသုံးမှာသူကတေယသိနဲ့လူဒန်းထောက်ပါမှမယ်ဆိုမနေတော့ဘူးငါပြန်တော့မယ်ငါနေရငါပြန်တော့ဒီမှာဆက်မနေကြတော့ဘူး တန်ဝေကတွေရပြီးသေကြီးကပြန်ညင်နေဆိုတော့အဲ့ဒီပြိတ္တံကသူတကိုးနဲ့လိုက်ပြီးတော့ပို့ပေးလိုက်တယ်ပို့ပေးပြီးတော့တရသေးကိုလည်းအမြဲတမ်းပို့ပေးနေတယ်တဲ့ဒါအရိဇာလံကလေးတစ်ခုရှိ950ကိဉ္စန္ဒဆိုတဲ့ဇာလံအဲ့ဒီဇာလံမှာကြည့်မယ်ဆိုလို့ရှိရင်အဖြူအမဲတွဲပြီးတော့လုတ်ခဲ့သည့်အတွေ့အကြောင်းအဲ့ဒီပြိတ္တံဟာမာရုံးဆိုရင်ညဆန်နေခံ နေခံညဆံဆိုတဲ့ဘဝမျိုးပေါ့ညကြတော့ကောင်းကျိုးချမ်းသာကိုခံစားရတယ်နေခါကြတော့ငရဲခံရတယ်ဒုက္ခခံရတယ်ဒါတော့လူဘဝမှာလည်းလူတွေလည်းကောင်းတာနဲ့ကြုံလိုက်ဆိုးတာနဲ့ကြုံလိုက်ဒုက္ခရောက်လိုက်ကြဒါအကုသိုလ်တွေအကျိုးပေးလဲကြုံတဲ့အခါကျတော့ဘာလို့လို့အဆင်မပြေဘူးဒုက္ခတွေရောက်တယ်ကုသိုလ်ကံအကျိုးပေးလဲပြုံတဲ့အခါကျတော့လုံးသမားတွေအဆင်ပြေနေတယ်ဟော ီလိုအစဉ်ပြေပြေလိုက်မပြေလိုက်ဆိုတာကိုလူတွေကကြည့်ပြီးတော့ကံတရားအတိုင်းပဲပြောကြတာလေအဲ့တော့လုံလာခဲ့တာကိုလုံခဲ့တဲ့အတိတ်ကံတွေပဲအဲ့လိုအတိတ်ကံတွေဆိုတာကပြန်ပြောင်းလို့မရတော့ဘူးဓမ္မနဲ့ပြီးခဲ့ပြီပြန်ပြောင်းလို့မရပြီမဲ့လုံလို့ရတာဘာရှိတော့စေပစ္စုပန်ကံအကောင်းအောင်လုပ်ဖို့လိုတယ်ဒါကိုတတိထားဖို့လိုတယ်ပေါ့ အခုလက်ရှိဘဝမှာအကုသိုလ်ကံတွေနည်းနိုင်နေနည်းအောင်ကုသိုလ်ကံတွေများနိုင်နေနည်းများအောင်ကိုယ်စိတ်စီပြုပြင်ဆောက်တည်ဖို့စိတ်ကလေးကိုဖြူစင်အောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်။ကံပြင်တဲ့ဤကံပြင်ရမယ့်ဤကဘာတော့ဆိုလို့ရှိရင်လူတိုင်းလူတိုင်းမကောင်းမှုအကုသိုလ်လုပ်မိတယ်ဆိုပါတော့ချင်းလေးတွေကြိုးလေးတွေကစပြီးတော့တတ်မိတယ်ဆိုတော့ပါဏာတိပါဒကံလုပ်တယ်ဆိုဆို အေးဒီနေ့ကနေစပြီးတော့ခြင်လေးတွေချိုးလေးတွေပွဲစိတ်လေးတွေအားစပြီးတော့ဘယ်အကောင်မှမတတ်တော့ပါဘူးအဲ့ဒီတတ်တဲ့ပါဏာတိပတ္တအမှုဆိုတာမကောင်းဘူးများလာလို့ရှင်အပင်ငယ်ရဲ့ကိုချရတတ်တယ်အပင်ငယ်ရဲ့ဖြစ်စီတတ်တဲ့အပင်ငယ်ရဲ့လွတ်လာလို့ရှင်လည်းယောဂများတယ်အသက်တိုတယ်လူကရောက်လာတဲ့လူတွေကြည်လေငယ်ငယ်လေးတွေအစည်းကမ်းသွားနေရတဲ့လူတွေရှိတာပဲငယ်လေးတွေကယောဂနဲ့ နော်တချို့မြေပေါ့ဆာလေးနဲ့ဟိုယောဂပါလာခြေတုံးကဆိုအသက်ကြီးမှသွေးရိုးလိုဘာလို့ဖြစ်တယ်ဆိုတော့အခုငယ်ငယ်လေးနဲ့သွေးရိုးတွေလည်းပြည့်အဲ့တော့ယောဂဆိုတာအကုသိုလ်မှုပြုလာတဲ့ပုဂ္ဂိုလ်ကငယ်ငယ်တည်းကကိုယောဂများလာတယ်ပြီးတော့လည်းအသက်လည်းတိုးတယ်ဟောပါဏာတိပါဒအမှုကမကောင်းဘူးလို့တိလာတိလာတဲ့အခါမှာ ဒီကံတရားကလွတ်မြောက်ခြင်းလို့ရှိရင်ဘယ်လိုလုပ်ရမှာလဲကိုလုံးမိထားတယ်ဥပမာပဲပါဏာတိပါဒကံလုံးမိတယ်အာရိဏကတာကံလုံးမိတယ်မုဒ္ဒဝါရကံလုံးမိတယ်ဆိုပါစို့တခုလုံးမိလို့ရှိရင်မကောင်းဘူးဆိုတာကိုပထမမြင်ရမယ်မြင်ပြီးတဲ့အခါကျတော့နောက်ထပ်ရှောင်ရမယ်နံပါတ်2ကရှောင်ပြီးတဲ့အခါမှာကောင်းတာကိုဆက်လုပ်ရမယ် ရှောင်ယုံတတ်တတ်နဲ့မရဘူးကောင်းတာတွေကိုဆက်လုပ်ဖို့လိုသေးတယ်။ဥပမာပဲတတ္တဝါအသက်တတ်တာမကောင်းဘူးဆိုရမြင်ရမယ်မြင်ပြီးသည့်အတွက်ကြောင့်သူများအသက်တတ်ဖို့ရှောင်ရမယ်။ရှောင်ပြီးတော့မေတ္တာဘာဝနာပွားရမယ်ကရုဏာတရားထားရမယ်ကြိုးစားဟောအဲ့လိုဆိုလို့ရှိရင်ဟောဒီကိုလုတ်ခဲ့တဲ့ပါဏာတိပါဒကံကတဖြည်းဖြည်းနဲ့သူ့ကို ကုသကံတွေကလွန်မိုးထားသည့်အတွက်ကြောင့်အကျိုးပေးဖို့သူ့မှာ chance မရတော့ဘူးခွင့်ရေးမရဘူးလို့ဒီလိုပြောပြောင်းသွားတယ်လို့ပြောတာမဟုတ်ဘူးနော်အခွင့်အရေးမရအောင်လုပ်ထားလို့